ရွာထဲမှာမရှောင်တဲ့သူတွေကိုဖမ်းခေါ်သွားတာသူတို့ကရွာတွေကိုဝင်ရောက်စီးနင်းပြီးတော့အဲ့လိုဖမ်းခေါ်နေကြပဲပြည်သူတွေကတော့အကျိုးရှောင်ထားမှ မရှောင်ထားရင်သူတို့ကတက်လေတက်တယ်လေလူသားတိုင်းပုံစံနဲ့လေဖမ်းသွားတယ်သူတို့ကထိုးစစ်တွေရောကလင်းရောမြင့်ပြင်းအင်အားရော အကုန်လာတာအင်အားကမြင်များတော့လေနောင်ချုံမြို့နယ်တွင်ကဒေသခံတို့ကပြောပါတယ် ရှမ်းပြည်နောင်ချုံမြို့နယ်အတွင်းစစ်ကောင်စီနဲ့တအောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNN တို့ကတပ်ဖွဲ့ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကကြေးရွာတဲ့အထိဒိုးစစ်ဆင်လာပြီးပြည်သူတွေကိုဖမ်းဆီးတာတပ်ဖြတ်တာတွေရှိနေတာကြောင့်မြင်းပြင်စစ်ရေးတရင်ရေးမြစ်ကရှမ်းသာလွတ်စင်ကိုပြောဆိုလာပါတယ်။ ။နောင်ချုံမြို့နယ်ရှင်းမှုထော်ချင်းရွာနယ်ရှောက်ချန်ချင်းရွာထဲမှာပြီးခဲ့တဲ့မေ28ရက်နေ့ကစစ်ကောင်စီကဝင်ရောက်စီးနင်းခဲ့ပြီးတော့ပြည်သူတို့ချို့ကိုပြစ်တက်ခဲ့ပြီးအဲ့အသား40ကျော်ကိုဖမ်းဆီးတော်ခဲ့ပြီးတော့အဲ့ဒီဖမ်းဆီးခံရတဲ့သူကလည်းဒီနေ့ထိပြန်လွတ်လာခြင်းမရှိသေးပါဘူး။စစ်ကောင်စီဘက်ကအရက်တားတွေကိုဒီလိုဖမ်းဆီးတပ်ဖြတ်မှုတွေရှိနေပြီးစင်အားအလုံးရင်းတွေနဲ့ပတ်ဆောင်ထိုးစစ်ဆင်မှုတွေကြောင့်ဒေသခံတွေကတော့ပေးလွှတ်ရတွေကိုကြိုတင်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုဂျွန်လရှင်းနေကဆိုက်ပြီးတော့လဲနှောင်ချုံမျိုးနဲ့ကိုမိုင်တာကွာဝေးတဲ့ကန်ကြီးကျွရတဲ့ကိုစစ်ကောင်စီကထိုးစစ်ဆင်မှုတွေကိုပြုလုပ်လာခဲ့ပါတယ်။လက်ရှိနှောင်ချုံမျိုးနယ်ပြည်သူတွေကလည်းထပ်ပြေးတိမ်းရှောင်နေရတဲ့နေရာကထျံနေနေထိန်းချုပ်ထားတဲ့ကြောက်မဲမျိုးနယ်တဲ့ဖြစ်တဲ့အတွက်စိုးရိမ်ပူပယ်မှုတွေနဲ့ပဲလက်တလောပြေးနေရတယ်လို့ဆိုပါတယ်။စစ်ကောင်စီကနှောင်ချုံကိုပြန်သိမ်းမဲ့အနေအထားရှိတယ်။အခုကျမတို့ချောင်နေရတယ်ပေါ့နော်။ကားတွေမရှိတဲ့သူတွေကတော့သူများကားချုံနဲ့လိုက်ရတယ် ဒီစီကောင်စီကလည်း non show back ကတက်လာတော့ကျမတို့ကကြောက်မဲဘက်ကိုသွားရတာပေါ့နော်ကြောက်မဲဘက်မှာလည်းဒီ TNL ထိန်းချုပ်ထားတော့ကျမတို့အတွက်မလုံခြုံဘူး non show ပြီးရင်တော့ကြောက်မဲဘက်ကလာရင်တော့ကျမတို့ပဲဆက်ပြေးရမှန်းလည်းမသိတော့ဘူးတွေးပုနေရတယ်ပေါ့နော် လက်ရှိစစ်ကောင်စီကလည်းပင်ဦးလွင်ကနေတဆင်းနောင်ချုံမြို့နယ်အုံမတီကျွော်ဘက်ကို၎င်းရဲဆောင်မြို့နယ်ကနေတဆင်းတောင်ခန့်ကျွော်ဘက်ကိုစစ်ရင်အလုံးရင်နဲ့နောင်ချုံမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်နောင်ချုံမြို့နယ်ဒေသခံတွေကတော့စစ်ပေးရှောင်ဖို့ထွက်ပေါက်မရှိဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီကလည်းနောင်ချုံမြို့နယ်ကိုပြန်သိမ်းပိုင်းတော့ဖို့အတွက်အပြင်းထန်သွေးစစ်ဆင်နေပါဗျ။တောင်ချုံမြို့နယ်တွင်တပ်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတော့ပိနေကုန်းကျေးရွာ၊ကန်ကြီးကျေးရွာ၊ရှောက်ချုံကျေးရွာ၊အုံမတီကျေးရွာ၊ရှမှုထော်ကျေးရွာ၊နောင်လင်းကျေးရွာ၊မဲပုတ်ကျေးရွာစတဲ့ဒီကျေးရွာတွေမှာဖြစ်ပါဗျ။ ဇလလျက်နေကလည်းစစ်ကောင်စီကနောင်ချုံမြို့နယ်ထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသားနှုတ်အမျိုးသမီးနှုတ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးပျက်စီးသွားခဲ့တယ်လို့ထရန်နနေကထုတ်ပြန်ထားပါတယ်ထီယန်နေနေနေနဲ့စစ်ကောင်စီတို့ဟာတရရဲကြားဝင်စစ်ဆက်ညနေပြမှုကြောင်းအေဗယ်လကောင်ပိုင်းတို့ကတွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ပါဘူးတွေ့ဆုံဆွေးနွေးမှုမှာထီယန်နေနေကမလိုက်လျောပေးနိုင်တဲ့အချက်တွေဖြစ်တဲ့သက်ဆက်နှစ်ဆက်ခွန်စစ်စီရင်အတွင်းထီယန်နေနေကထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေအားလုံးကိုစစ်က ကောင်စီကတပ်ဖြန့်ဆုတ်ခွာဖို့အတွက်တောင်းဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ယနေ့ထိစစ်အတင်းမှမရှိနေပြီးတပ်ဖွဲ့ပြင်းထန်မှုလည်းရှိနေပါတယ်။တဖက်မှာလည်းပြီးခဲ့တဲ့ဇွန်လငန်းနေ့ကပြုလုပ်ခဲ့တဲ့ထီယန်နန်ရဲ့သတင်းစာရှင်းလင်းပွဲမှာလည်းလက်ရှိတိုင်ပိုက်ထားနိုင်တဲ့မြို့နယ်တွေကနေတက်ဆုတ်ခွာတော့မှမဟုတ်ကြောင်းနဲ့ဆီယနာရှင်တို့ကိုဆက်လက်တော်လှန်တော်မယ်လို့ထီယန်နန်နေဘက်ကတော့ပြောပါတယ်။တို့မဲ့စစ်ကောင်စီနဲ့တပ်ဖန်အောက်ကလထက်မှထပ်မံဆွေးနွေးဖို့ရှိတယ်လို့လည်းသိရှိရပါတယ်။ ဆက်လက်ပြီးထရနေနဲ့ထိုင်းချုပ်ထားတဲ့ဒေတာအတွင်းမှာတော်လရင်ကာလပြည်သူ့အစိုးရတရက်ကိုလူထုကိုယ်စားလှယ်များဖြင့်2025ခုနှစ်အတွင်းဖွဲ့စည်းနိုင်ရန်စီစဉ်နေတဲ့အချိန်မှာပဲစစ်ကောင်စီကနောင်ချုံမြို့နယ်ကိုပြန်လည်ရရှိနိုင်ဖို့အတွက်အပြင်းထန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တော့စိတ်ဆင်လာပါ